ဝင်နှန်းလေးတွေရဲ့တဲ့အလုတ်ချိန်လေးကိုမျှဝေပေးပါတဲ့ဟိုအရင်ကမြင့်အရင်မျှဝေတယ်ဘာမဆိုလုပ်ငန်းတွေပတ်သက်တာမြင့်လုတ်သမျှလေးတွေကိုဝင်နှန်းနဲ့ပဲဘာလို့အကောင့်အသေးစိတ်တင်ပေးတယ်ဒါမြင့်ဟိုအရင်အကောင့်တွေပြတ်သွားလို့တော်တော်များများမသိကြရင်လည်းမသိကြလိမ့်မယ်မြင့်အကောင့်ပြတ်တာရမ်းများတယ်အဲ့တော့နောက်ပိုင်းမှာမြင့်မတင်တော့ဘူးဘာလို့လဲဆိုတော့မြင့်အိမ်ကိုလာတဲ့သူလေးတွေစကားပြောတဲ့သူလေးကြာရင်တော့မြင့်တို့အိမ်မှာဝန်ထမ်းတွေကိုဘယ်လိုဆက်ဆံနေဘယ်လိုမျိုးအဲအကြောင်းအကျိုးလေးတွေအကုန်ရှင်းပြတယ်။ဒါကြောင့်လဲဆိုတော့လေ Facebook TikTok သုံးလာတဲ့အချိန်ကာလတစ်ခုမှာမြင့်တိလာတာပေါ့နော်။ကို ကိုကဝေဖန်တဲ့တန်ကိုအတိုင်းနာကြီးပဲခံနိုင်တယ်ကိုကတော့ကိုစေတနာလေးနဲ့ကိုတင်ပေးတာပေါ့နော်တို့တော်ညာလဲအရန်ဟိုတယောက်နဲ့တယောက်အမြင်မတူတဲ့သူတွေကတအားတအားပေါ့နော်ပြောကြတယ်အဲ့တော့ပြောတဲ့ခါကျတော့မြင့်မတင်တော့ဘူးပေါ့နော်မတင်တော့ဒါပေမဲ့မြင့်ရှိကိုလာတဲ့သူစကားပြောတဲ့ခါကျရင်ဝန်ထမ်းအကြောင်းလေးတွေမင်းဝန်ထမ်းလေးတွေကိုဘလို့ဆုံးမလဲဘလို့လေးတွေသိလဲမြင့်လို့ရှိရဝန်ထမ်းလေးတွေကြည့်လိုက်အမြင်နဲ့ပြောရှင်းအာမျိုးစုံပြောကြအကြမြင့်အကုန်ခေတိတင်းကြမယ်အကုန်ဘလို့ဘလို့အကြောင်းပြောပြပါတယ်နော် line ပေါ်တော့မြင့်မတင်တော့ပါဘူးလို့နော်ဆရာကြတော့ လေးတို့ရေဒီမှာကြရင်ငါသိကြော်ဒီနေ့ဒီနေ့မြစ်ကြော်ဘာမလို့မြစ်ကနောက်ကျတော့မြစ်မရတော့တော့ခရမ်းသီးနဲ့မတဲလေးတို့တပွဲကို900နော်တဲလေးတို့ကြရင်ငါသိကြော်ဒီမှာတပွဲ900တဲလေးတို့နော်900အရင်ဟင်းလေးတွေနော်ဒီအသားတူပဲသိကြော်တပွဲ900ဒီဒီကဆိုတာစတိကွက်ကြီးရောစတိကွက်ကြီးရောမမမဒီဒီပြန်တောင်းလိုက်အော်ပြန်တောင်းလိုက်လားအဲ့ဒါနောက်ဘူးပြန်ရောက်လို့ထင်အဲ့စတိကွက်မဟုတ်ဟော့ဘရိတ်အိုးကြီးအာရမချမဟင်း တယ်လေးတို့တပွဲ900တမင်တစားဆောင်လာမှုမှုရှင်းရရှေ့ပဲဒီတော့ဒါတော့စိတ်ကြောရွပေါ့နော်တပွဲကို900တယ်လေးတို့ဒီမှာ ဝဲဒီမှာကြည့်အောင်ငရုတ်သီးကြော်တွေလှလိုက်တာဘယ်အတွက်လဲဆိုရင်တော့စိတ်ချောင်းသက်တို့စိတ်မအချိုးအဆက်အာပြေကြောက်ကြောက်အဆက်ကြက်မွားအဆက်တွေအတွက်ကိုမြင်းတို့ဒီငရုတ်သီးကိုဟော့ဒီလိုမျိုးငရုတ်သီးခွဲချမ်းရှဲကိုင်းတာနော်တဲလေးတို့လုံးဝမှုစမပါဘူးလုံးဝမကြိုက်ဘူးမြင်းတီးတန်ယူတာအဲ့ဒီအတွက်ကြောက်ဒီမှာနော်မလေးဖိလိုက်တာမူးလဲမူးလဲနားလဲချီချင်းငရုတ်သီးကိုဟိုဘယ်လိုပြောလဲစိတ်နဲ့မနှံအောင်မတူးအောင်ဒီမှာမီးပပလေးနဲ့ပေါ့နော်မီးကိုရှော့ပြီးတော့ဟော့ဒီလိုမျိုးပဲစီမွမွေးလေးနဲ့ဒီငရုတ်သီးကြော်မာတဲ့အရသာအကုန်အပြည့်စုံနေပြီတဲလေးတို့နော် ပြည့်စုံနေပြီအဲ့အရသာအောင်ဒီထဲမှာရသာပြင်းပြင်းလေးထည့်ထားလိုက်တာပေါ့အဲ့တော့အသားကြော်ရင်းနဲ့ပြန်ဆက်တဲ့ခါကျရင်ပြန်ရောတဲ့ခါကျရင်ကွက်တီပဲတဲလေးတို့အဓိကတော့မြေငွေဦးတိခွက်ကြအောင်ခါတာမကြိုက်ဘူးစိမ့်စော်နန်းတာလုံးဝမကြိုက်ဘူးနော်ငွေဦးတိခွက်ကြအောင်လုံးဝစိမ့်စော်နန်းတာမကြိုက်ဘူးအဲ့တော့အများနဲ့ဒီအိုးကြီးနဲ့ကြော်ကြော်ထားရတယ်ပေါ့နော်ဒီမှာရှယ်မကလေးတွေဒီမှာဘာရွက်တွေစင်းနေလဲဒီနေ့အိမ်မှာဘာချက်မတင်လဲတဲလေးတို့ဟင်းနုနယ်တုတ်ကျွေးမှာပါဟင်းနုနယ်တုတ်ကျွေးမှာပါနော်ဟင်းနုနယ်တုတ်ကလေးပါရှင်နော်ဟင်းနုနယ်တုတ်ကလေးပါနော်ဒီမှာ ဟင်းနုနယ်ပြုတ်ပြီးတော့ဟင်းနုနော်တေချာတန့်စင်ပြီးတော့နော်ရေအထက်ထက်ဆေးအောင်မမရသေးဘူးအဲ့တော့မနက်ကဟင်းနုနယ်ဟင်းနုနော်သူတော်တော်ဆေးရမှာနော်တော်တော်လေးကိုဆေးရမှာအော်အထက်ကသူ့အဖူးလေးတွေသိလားသမီးဒီထက်ကလေဒီလိုအဖူးလေးတွေအဲ့ဒါလေးကိုပြုတ်ပြုတ်မှာပေါ့နော်ပြုတ်ပြီးရင်ဟင်းနုနယ်တုတ်ပါမယ်တုတ်လိုက်ရင်ဘာမှမရှိတော့ကျမတို့အိမ်ကလူအုပ်နေဆိုတော့လေနော်ဘာဖြစ်တယ်ငါဘာငါဟာသားလုံကြရတော့ဒီလိုဟာသားလုံနေလို့ကြည်ရောလို့အလုံးနဲ့တီးတီးဆန်ရတော့နော်အခုကကျောင်းကြီးလို့လည်းမင်းတို့ကလည်း ော့အဲ့ထိတ်ကလေးတွေချောင်းဆိုးရလားဟုတ်လားမအဖူကအနံလေးတွေချောင်းဆိုးရလားဩအဖဲဖဲအဲ့ဒါဆိုချောင်းဆိုးရမစားနဲ့တို့ရငါတို့ဆေးထက်တိုက်နေအောင်ညီမတို့ငမွေကြော်ညီမကိုကြည့်လိုက်အဲ့လိုကိုကြော်ရတော့ဘာလို့တော့တို့မခံနိုင်တော့မတက်ရတာဒီငပြုတ်ငချင်းပြုတ်ငမွေရလေအဲ့လိုညောင်းကြက်တုံနေပါလေမပါသေးဘူးနော်တဲလေးတို့အဲငရုတ်သီးမပါသေးဘူးသူ့ကိုဒါဂျင်းဇပလင်းနော်ကြက်တုံပြူနဲ့ပဲအရင်ဥသုံးတယ်မဟာဒီစီလေးနဲ့စီလဲများလို့မရဘူး ဘွတ်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 နဲ့အဲ့လိုမျိုးကလည်းတအားစင်ပူလာနေတော့အဲ့လိုအကြာကြီးဒီငမွေကျော်ကလေ15ကျပ်သား8000ကိုလေတဲလေးလိုဒါငချင်းပြူတော့အရန်စားကောင်းတော့လောက်ရတာအဲ့လိုမျိုးနော်အဲ့ဒါမတ်တက်ရတဲ့ကလေးတွေကကိုတက်တာကိုတက်တာလို့ကိုကကိုညံကူပြီးမတ်တက်ရကြလို့သူကလက်ကလည်းလွတ်လွတ်တဇမမရဘူးတဲလေးလိုအမှအာမီးကအဲ့လိုအချိန်နဲ့အဲပြင်မီးပြန်လျှော့မယ်မီးတစ်ခါလျှော့မယ်လျှော့ပြီးတစ်ခါအဲ့လိုလောက်ရတာတဲလေးလိုနော်အရန်စားကောင်းတော့လောက်လေလောက်ရတာအဲ့ဒါပြချင်တာမြင်ရနော် ထားကောင်းတဲ့လောက်လောက်ရတာလုံးဝလုံးဝနော်တဲလေးတို့ကိုယ့်အိမ်မှာကိုယ်လောက်စားမယ်ဆိုရင်ဘယ်လိုပြောမလဲအိုးကြီးချက်ကတော့ပူစားကောင်းတာပေါ့နော်နည်းနည်းလေးဆိုရင်လည်းလက်ဝင်နေပြီငါ့ကိုပြုတ်တဲ့ခါမှမြင်းတို့ဇပလင်နိုင်ချင်းနဲ့ပြုတ်ပြီးတော့အယိုးတသေးလေးတွေကစပြန်နှင်းမွေးငါအနစ်နေနဲ့ပြန်ချက်စားရင်လည်းအရန်ကောင်းတဲ့သမီးနဲ့အားရပါရနဲ့တို့စရာအစုံလေးနဲ့စားလဲအရန်ကောင်းတယ်ဟမကြီးအဲစတိုင်ကြကြအထားကြကြဟင်းမွေတာဘာမှတ်လို့ကွာကဲတဲလေးတို့ရေအာရဗီကာကော်ဖီမာမဲချစ်ကလေးတွေဆယ်လာပိုင်းလေးရင်းနေပြီစီတက်ပြီနော်อืม ဝိတ်ကြရင်တော့တောက်တာမဟုတ်ပါမယ်အဲ့ဒါဆိုဝိတ်ကြရင်တော့တောက်တာမဟုတ်ပါမယ်ဝိတ်တွေကျလာခဲ့တယ်အခုမင်းတို့ဒီကိုလာပိုင်း24ရက်နဲ့ကနေ10လပိုင်း4ရက်နေ့ဒီကို300ဂရမ်ငါတို့ကိုတထုပ်လက်ဆောင်နော်တဲလေးတို့ဒါသတင်းကျွတ်ကာလာပေးတာပေါ့နော်100ဂရမ်ငါတို့ကိုတထုပ်လက်ဆောင်200ဂရမ်ငါတို့ကိုတထုပ်လက်ဆောင်ပေါ့နော်အဲ့တော့ဝိတ်ကြရင်တော့တောက်တာမဟုတ်ပါမယ်ဝိတ်တီကျလာတာတော့နော်ဒါတောက်တဲ့တူတိုင်းသိပါတယ်နော်တဲလေးတို့ဒီမှာဒါ300ဂရမ်ဒါအခုပြရမယ့်ဟာပဲရှိတာပစ္စည်းမရောက်သေးဘူးပစ္စည်းမရောက်သေးဘူးဒီနေ့လာပို့မှာဒီနေ့လာပို့မှာပစ္စည်းရမရောက်သေးဘူးတဲလေးတို့အဲ့တော့ ဝမ်းမှန်နဲ့နော်မိန်းကလေးကိစ္စတွေမှန်နဲ့တဲလေးတို့ဆွဲတောင်းပြောတာနော်အဲ့တော့ဘာလဲဟိုအဓိကတော့မြင်းကပိန်ကျင်လို့တောက်တာမဟုတ်ပေမဲ့ဝိတ်တွေကြာလာခဲ့တယ်မြင်းကိုတွေ့တယ်သူတိုင်းသိတယ်ပြီးတော့အသားရည်တွေကြည်လာတယ်ဘာကြောင့်ကြည်လာတာမိန်းကလေးတမတာကိစ္စတွေကဆက်လုံးဝတလားတလားမာလေးခိုက်ချင်းနာချင်းမရှိဘဲနဲ့သူ့ဘာသူ့ကိုသွားတာအဲ့တော့ကကြတော့လေကို့မှာစိတ်ကလေးကြည်လင်ရတယ်သိတယ်မလားဒီကိစ္စတွေဖြစ်ရင်မိန်းကလေးအများစုညင့်ကိုယ်တိုင်ပေါ့အများစုဆိုတာလည်းညင့်ကိုမြင်မပြောပါနဲ့မကြည်ဘူးလုံးဝမကြည်ဘူးအဲ့တော့အလုံးလုံးကမှမကြည်ရတဲ့ကြမှာသူ့ကိုနှစ်ဆပို့ပြီးတော့ကြည်အောင် ိတ်ကိုသတိထားရတဲ့ခါကျတော့စိတ်ပင်မန်းရတယ်အဲ့တော့ဒီ RP ကမြေတောက်ပြီးကမှလည်းအခုမြေအထုပ်ရ6000ကျော်9000လေးကိုရောက်ခဲ့ပါပြီเนาะဒီလတလအကျော်တင်းပါเนาะဘာတရဘာတကြမ်းမမထဲဘူးဘာတကြမ်းမမထဲဘူးဒါဒါလေးအရင်တော့မြေဒီလိုခွက်ကြီးနဲ့တောက်တာအခုဒီကိုခွက်လေးနဲ့ပဲပြောင်းတော့တော့တယ်မြေအရင်ကြီးမပိန်ချင်းဘူးမြေကိုမြေပေါပပပနေလို့ရရင်တော်ပြီးခနာကိုကလေအရင်တိတာတယ်မမဆုမြက်ကြီးဆိုလက်တွေမဆုမြက်ကြီးတော်တော်ဝလာတာအခုမဆုမြက်ကြီးအရင်တိတာတယ်ခိုင်ရထားရတာပေါ်ပါလာတယ်အဓိကဝမ်းကောင်းတော့ကောင်းမခဲဘူးကောင်းတော့လုံးမခဲဘူးစိတ်ကောင်းနေပါပေါ့ ပေါ့ပြီးတော့နောက်ဘာဖြစ်လဲဆိုတော့မိန်းကလေးကိစ္စတွေဖြစ်တဲ့အခါကျရင်လည်းလုံးဝကိုကိုရီးယားအိမ်အောင်ပဲဖြစ်တဲ့အတွက်ပေါ့နော်မြစ်ဆိုအိမ်အောင်ပဲဖြစ်တဲ့အတွက်ဒါစီဘာလေးတောက်ရခိုင်ရှိတော့ကကြတော့မိန်းကလေးကိစ္စမကောင်းကောင်းမှုဖြစ်ထုံးအော်အဲ့ဒီမှာလေဟောတကုံတကုံသွားပြီးတော့လူကလေအဲ့ဒါကြောင့်အသားရည်ကြီးလာတာအဲပြောချက်နာတော့နော်အဲ့ဒါနားနဲ့မနာဖွားနဲ့နာပါဒါပြပြရတာဒါပေမဲ့တောက်တယ်လည်းမတောက်တယ်လည်းတော့မရဘူးမြတ်တမယာတိနဲ့လည်းမတောက်တကြားနဲ့လည်းမတောက်ဘူးအပြိုင်းအစစ်စစ်ရှိတဲ့သူပြိုင်းရင်းနဲ့ထက်တော့ခလေးမွေးပြီးသားမေမေလေးထက်ညက်နဲ့တော့အပူပုတ်တွေစင်းနေတမယာတိနဲ့ မြမြဝေးကြကြတဲ့သူတမယာတိနဲ့တော့မြတ်တမယာတိထက်တော့ရတဲ့အတက်ကိုမကြိုက်လို့လေသူကွန်ဖဒန့်အရင်နေတယ်ရင်တုံတာမျက်လုံးကြောင်တာတအားတက်တယ်အဲ့တော့မြတ်နှစ်လဲစနစ်နောက်ပိုင်းဆိုမတောက်တော့ဘူးเนาะအဓိကတော့တောက်နီးမှန်ဖို့တော့လိုတယ်เนาะမတောက်တတ်ရင်တော့ဘေးပေါ့တောက်တတ်ရင်တော့ဆေးပေါ့เนาะတကယ်ုံမမြင့်ဆိုဒီပါလေးတွေကြာလာတော့မြင့်မျက်နှာမကြချင်တဲ့အတွက်ကြောင့်ဒါကို short လိုက်တာဖြစ်တယ်ဒီလောက်ပဲတောက်တော့မြင့်တနေ့ဒါမျိုးလေးတစ်ခွက်အဲဒါကဆိုနှစ်ခွက်ပေါ့နော်အဲ့လိုမျိုးလေးတောက်တာဖြစ်ပါတယ်ထမင်းညာစားပြီးတာနဲ့မြင့်ဒါလေးကိုတောက်ပါတယ်နော်တမယာတိနဲ့မတက်တဲ့သူလေးလည်းဒီတိုင်းတောက်ပါအဓိကပုံမှန်သာတောက် coffee စစ်စစ်ဖြစ်တဲ့အတွက်အစီပိုးကလောင်ကိုလောင်ကျွမ်းတာတက coffee လုံးဝစစ်စစ်ဖြစ်တဲ့အတွက်ဘာမှဘာမှဘာကမီကဘာမှရောနမပါဘူးတဲလေးတို့လုံးဝစိတ်ချစွာတောက်သုံးနိုင်တယ်အဲဦး100ဂရမ်8500ဆိုတာလဲဒါဈေးကစဖောက်တဲ့အနေမျိုးတော့ဈေးတွေဦးလျှော့ထားတာတော့8500 200ဂရမ်1900 300ဂရမ်2000ကျွဲဈေးကစဖောက်တာမလို့ဈေးလေးတွေကိုလျှော့ထားတာဖြစ်တယ်အခုအဲတလာပိုင်းဘုံပြတော့မဆက်လာပိုင်း၄ရက်နေရစပြီးတော့ဈေးလေးတွေပြန်တက်ပြီနော်၄ရက်နေပြန်အဲ့ဒါကြောင့်ဈေးလေးတို့မြင်ထားကြပါ တို့ရေဒါကတော့မကြီးသီးစိမ့်ကြော်ဖြစ်ပါတယ်เนาะမကြီးသီးစိမ့်ကြော်လေးပစုံကြောင့်နိုင်ခြင်းနဲ့အမှုံကလည်းနိုင်ခြင်းနဲ့เนาะမကြီးသီးစိမ့်ရရင့်လာလေးအချင်းရစူးလာလေးเนาะ15ကျပ်သားကို6000တဲလေးတို့เนาะဒီမှာသူကအချင်းရရင့်ရင်လာပြီးအစူးလာပြီးပေါ့စူးတော့မြင်းတို့ကပါနိုင်နေထဲရလဲဆိုပစုံကြောင့်ကိုပူအားထဲရတာပေါ့เนาะအများကြီးထဲရတယ်အဲ့တော့ထမင်းလည်းအရန်အမိန်တော့မကြီးသီးစိမ့်ကြော်လေးပါတဲလေးတို့เนาะစားလိုက်တာနဲ့လုံးဝအဆက်ဟက်တဲ့ပြီးတော့เนาะမြင်းတို့ ်ညင်းတော့တောသူတွေဖြစ်တဲ့အတွက်တောတလေးကလူကြီးမိပါတွေပိုကြိုက်မယ်လို့မြင်မျောလင့်ပါတယ်နော်တောတလေးကလူကြီးမိပါတွေပိုကြိုက်မှာအဆက်ဟတ်တဲ့နော်ရာတဲ့အကိုင်းနဲ့သွားရင်ထမင်းညံလေးစားပါတော့ရာတဲ့အကိုင်းနဲ့သွားရင်မနဲ့ဆိုရင်အဲမကြီးကြီးလေးကြော်လေးနဲ့အဲ့လိုမျိုးအဲ့လိုမျိုးလို့ပြန်လွမ်းစေသွားမှာပေါ့နော်မှန်ရောပဲမကြီးကြီးလေးကြော်အချီရောတလေးတို့ရေအစာပြေစားပါအောင်အန်တီဝင်းကပေးထားတဲ့ မဆောင်ပြရတယ်အပြည့်ချက်ဖို့လေးနဲ့ချမောင်းလေးနဲ့မြေစားကျင်သွားလို့လေချမောင်းရပူပူလေးခုမနဲ့ရောင်းနေငားရတဲ့ချမောင်းရင်အင်းအဲ့ဒါနဲ့အပြည့်ချက်ဖို့လေးနဲ့ငပီတောင်းနဲ့ပေါ့နော်အေးစားချပါအောင်ရှင်ချမောင်းရင်ပူပူလေးကောင်းလိုက်တာမလကောင်းနဲ့ရှယ်နေရောချမောင်းရင်အပြည့်ချက်လေးရလဲတဲလေးတို့မိကင်လာတာအင်းမှ ါပဲကြောင့်မိခင်ကြိုက်တဲ့ချစ်တွေအန်တီဝင်းမှမစားကြည့်ပါမြင်ဖုန်းနံပါတ်လေးတင်ပေးပါမယ်။အင်းဒါပဲကြောင့်အဆိုးရောက်ကလေးကောင်းတော့မိသွေးလေးနဲ့ဖုတ်ထားတာမှုင်းနေ။အန်တီဝင်းအန်တီဝင်းမြင်အဘေကဖို့ကိုမြင်ရတူအလွတ်ကြိုက်တယ်ဟိုစီတိုင်းမကြိုက်ဘူး။အင်းချောင်းလိုက် ောင်းပြီးတောင်းနဲ့ချင်းနဲ့ငါပြီးတောင်းနဲ့လည်းရလိုက်တယ်ငွေယူစားတောင်းနဲ့လည်းလိုက်တယ်ငွေယူသီးသိန်းလေးကိုထောင်းနေလိုက်တယ်နော်ဒီစားတောင်းကအလွှမ်းမုန်းထောင်းလိုက်လိုက်တယ်အစိမ်းထောင်းလိုက်လိုက်တယ်မမလေးညနေမှာကြတော့အဘေကြောက်တယ်ပါပဲငါချောက်ဆိုပြင်းထွက်ထွက်လေးကြိုက်တယ် ဒါလည်းမမွားလေးကောက်နေတာလေမမွားလေးကြိုက်တယ်ဒီကိုကောက်နေอืมนี่มาอย่างนี้เลยลาวะได้ตัวนั้นไอ้โหลเลยเนี่ยเปล่าเลยบาเปล่าเลยว่า ညင်းကြီးအရင်ဟင်းနေတယ်နဲ့ကျန်တာကြောက်ကြောက်ဘာညာတို့လီကလေးနဲ့စားလိုက်တယ်ဒါကြအတိုင်းချင်းလိုက်လူများလည်းပေါ့နော်အေးမိုးတွေမချက်နေတော့ဘူးတဲ့လူများတဲ့အိမ်လေးရှိတယ်မြင်းတို့ဘက်ကအပိုင်းကြီးတဲ့ဆိုဝန်ထမ်းတွေအများကြီးရှိတယ်ရည်မနေရဝန်ထမ်းမောင်လေးညီမလေးဆိုလည်းအဲ့လိုပဲပြောမရှိရအေးဟင်းနေပဲအရွက်တော်နေပဲစားလိုက်ကြရတယ်အတိုင်းလေးတစ်ခွက်ပဲချက်ရတယ်ပေါ့အတိုင်းတချို့ဆိုအတိုင်းတော့မလို့ပေါ့အဲ့လိုလေးကြတော့မင်းက ။ဒါပဲဖြစ်ဖြစ်ကိုယ့်ရဲ့900ရဲ့ဟင်းလေးကဟိုတန်နေသွားလူတိုင်းသိကြတာပဲလေနော်။ဒါပေမဲ့တော့တောင်းတစ်ဖက်ကနေကိုဟင်းလေးကြောင့်သူတို့ဘတ်ဂျက်ကလေးတွေတက်တာကြတာတော့နှစ်တကယ်ဝမ်းသာတယ်။ညတဲ့ဘက်မှာ6ရက်ကိုအရင်ဟင်းလေးရောင်းတယ်အဲ6ရက်ကို2ရက်တခါကိုဟင်းလေးပြောင်းမယ်မင်းတို့လေးပြောင်းပေးမယ် ကဲအင်္ဂလာဝဲလိပ်စာလေးတွေပင်ထောက်ထားတာပြက်ကုန်လို့မြင်အစ်စ်ပြန်ရိုက်ပေးမယ်နော်အင်္ဂလာဝဲလိပ်စာလေးတွေကရွှေချပင်အဲတနခါလိမ့်ထားရနော်ဟုတ်တယ်နော်ရွှေချပင်ဗရုံမလမ်းမပေါ်ကြီးမှာပါနော်မြင်တို့ရဲ့အိမ်ဘေးမှာအဲအပိုင်းရေတန်းဆက်ကြီးလည်းရှိပါတယ်ရှင်နော်မြင်တို့အိမ်ရှိမှာဒီမှာလေးရဲ့စစ်ပစ္စည်းဆိုင်လေးလည်းရှိပါတယ်နော်ရွှေချပင်ဗရုံမလမ်းမရွှေချပင်ဗရုံမလမ်းမပေါ်ကြီးပါတဲလေးတို့နော်အဲ့တော့သဘူတိတိမြို့နယ်ပေါ့နော်မြို့နယ်ဆိုရင်သဘူတိတိမြို့နယ်ဟာဒီမှာကြည့်ဟိုးအရန်လာတော့မကျင်းဘူးရှိရတိုက်ကြည့်တအားလာတော်တော်ရရင်နော် ်ရှေ့ကြပင်ဘရုံမလမ်းမပေါ်ကြီးပါတဲလေးတို့နော်အကောက်ထဲမှာလည်းဖုန်းနံပါတ်လေးတွေရှိပါတယ်တဲလေးတို့နော်မဘရုံမလမ်းမပေါ်ကြီးမှာနော်တဲလေးတို့အဲရွှေကြပင်ဈေးအကျော်လေးပေါ်တဲလေးတို့နော်အာတဏ္ဍာခလူလာဟုတ်တယ်နော်အာငါသမီးတွေတဏ္ဍာခလူလာတော့တယ်ဒီမှာရှေ့ကြပင်ဘရုံမလမ်းမပေါ်ကြီးမှာပါရှင်နော် အဲ့တော့တနင်္ဂနွေနေ့တိုင်းကတော့အလုတ်ဖုံးလေးတွေပိတ်တယ်ဆိုပေမဲ့အင်လာဝယ်လေးတွေဝယ်လို့ရတယ်နော်အလုတ်ဖုံးလေးပဲပိတ်တာပါရှင်တနင်္ဂနွေနေ့တိုင်းအရင်ရင်းလေးတွေဆိုရင်လည်းမနေ့တနင်္လာနေ့ကနေတနင်္လာနေ့10နာရီကနေပြီးတော့10နာရီ15မိနစ်ဆိုကုန်ပြီတနင်္လာကနေစနေနေ့အထိပေါ်တဲလေးတို့နော်မြင့်တို့ဒီဟိုကဗာလဲသတင်းကျုပ်ဆယ်လာပိုင်း၄ရက်နေ့ဆိုရင်ပစ္စည်းလေးတွေနောက်ဆုံးထားပြီးတော့ပိတ်ပါပြီနော်ဆယ်လာပိုင်း၉ရက်နေ့ဖုံးလေးတွေပြန်လက်ခံဖြည့်ပြီးတော့ဆယ်လာပိုင်း၁၇ရက်နေ့မှာဟင်းလေးတွေပြန်ပို့ပေးပါမယ်တဲလေးတို့နော်